ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပြန်လည်ပြီးတော့ရောက်ရှိလာတော့မယ် AOD event ကြောင့်လည်းပြပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားရဲဆိုရင် video လေးကိုအဆုံးထိကြည့်ဖို့တော့ကိုပြောချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားသေးဘူးဆိုရင် subscribe လုပ်ထားခဲ့ကြဖို့တော့ကိုတောင်းဆိုချင်ပါတယ်ကဲဒါဆိုရင် တော့ video လေးကိုဆက်လိုက်ကြရအောင် ဒီ event လေးရဆိုရင်တော့12လပိုင်းငါရဲ့ဒီမှာရောက်ရှိလာမှာဖြစ်ပြီးရောရောက်ရှိလာတဲ့အခါမှာလည်းအရင်တော့အတိုင်းပဲကျွန်တော်တို့ skin အနေနဲ့ mate ရှင် fan ဆိုပြီးတော့ဒီ၃កောင်ပဲပြန်လည်ပြီးတော့ပါလာမှာပဲဖြစ်ပါတယ်ဒီ event လေးကို one throw ချင်းစီလဲ့မယ်ဆိုရင်တော့ pro အနေနဲ့ diamond 50တောင်းမှာဖြစ်ပြီးတော့ daily 50% off နဲ့လဲ့မယ်ဆိုရင်တော့ diamond 25လုံးပဲကုန်မှာပဲဖြစ်ပါတယ် pro အနေနဲ့ tender တစ်ခါလေးလဲ့မယ်ဆိုရင်တော့ diamond 900တောင်းမှာဖြစ်ပြီးတော့ဒီ event လေးမှာဆိုရင်တော့10% off နဲ့ pro အနေနဲ့ diamond 450ပဲတောင်းမှာပဲဖြစ်ပါတယ်ဒီ diamond 450နဲ့ Aceh ni. eh. ဆယ်ကြိမ်လှည့်တိုင်းလှည့်တိုင်းမှာဒါမှမဟုတ်450နဲ့လှည့်လို့ရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီ event လေးကတော့ first ten draw ကိုဒါမှမဟုတ်450နဲ့လှည့်လို့ရတာမဟုတ်ပဲね10 draw တိုင်းကိုဒါမှမဟုတ်450နဲ့လှည့်လို့ရမှာပဲဖြစ်ပါတယ်ဒီ event မှာဆိုရင်တော့ free token အနေနဲ့နှစ်ခါလာမှာပဲဖြစ်ပါတယ် free token phase 1ကတော့12လပိုင်း12ရက်နေ့မှာလာမှာဖြစ်ပြီးတော့ free token phase 2ကတော့12လပိုင်း16ရက်နေ့မှာရရှိလာမှာပဲဖြစ်ပါတယ် free token တွေရဲ့အများဆုံး return နဲ့အများဆုံးတောင်းရတဲ့ diamond ကတော့ diamond 250ပဲဖြစ်ပါတယ် free token phase တစ်ခုချင်းစီတိုင်းမှာ bro နေနဲ့ အဲ free token 29ဝိကရရှိမှာဖြစ်ပြီးတော့ free token နှစ်ခါလာတာဆိုတော့ bro နေ recharge တွေရော diamond တောင်းတဲ့ mission တွေရောအကောင်လုံးလောက်မယ်ဆိုရင်တော့ free token တို့တဲ့58ကရရှိမှာပဲဖြစ်ပါတယ်။ဒါအပြင်မှာ bro နေ daily mission လေးလုပ်ပြီးတော့ရတဲ့ free token လည်း၄ကလောက်ရအောင်မယ်လို့သိရပါတယ်။အဲ့တော့ total free token 62ကလောက်ပြီးရရှိနိုင်မှာပဲဖြစ်ပါတယ်။ဒီ second နေကို bro နေလဲမယ်ဆိုရင်တော့ coin 1000နဲ့လဲရမှာဖြစ်ပြီးတော့ coin 1000ကိုရဖို့တော့ဆိုရင်တော့ အာ total draw က130 120လောက်လဲရမှာပဲဖြစ်ပါတယ်အဲ့တော့ total free token 62ကက်ထိရမှာဆိုတော့ brony နဲ့ diamond တုံးပြီးတော့အချိန်60လောက်တော့ထပ်ပြီးတော့လဲရမယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်ဒီ event မှာဆိုရင်တော့ဒီ animation skin တော့ငွာလွင် channel skin တွေတော့ပါလာခြင်းတော့မရှိဘူးအဲ့တော့ brony နဲ့ဒီ animation skin တော့ငွာတွေကတကောင်လိုချင်နေဆိုရင်တော့အခုတွေရပြီးတော့ diamond တွေကြိုးစုတာဖို့တော့ကိုပြောခြင်းပါတယ်အဲဒါအပြင်မှာ brony နဲ့ ဖက်ဆန်မတက်နိုင်ဘူးဆိုရင်တော့ free token လေးတွေနည်းနည်းလေးကုန်စင်ကြည့်ဖို့အတွက်ကိုပြောချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီနောက်ပိုင်း event တွေမှာမွန်းတို့မကတွေပြီးတော့ yoyo draw လေးလှည့်နေရင်းနဲ့ skin တွေတန်းပေးတာမျိုးတွေရှိပါတယ်။အဲတချို့သူတွေလည်းရကြတာဖြစ်တဲ့အတွက် pro နည်းနည်းနည်းလေးကန်ဆန်ကြည့်ဖို့အတွက်ကိုတော့ပြောချင်ပါတယ်။ကန်ဆန်မဲ့သူတွေဆိုရင်တော့ free token လာမှာထည့်လို့ရတာဖြစ်ပြီးတော့အဲကန်ဆန်တာမဟုတ်ဘဲနဲ့အဲ skin အကောင်ရအောင်ယူမယ်ဆိုတဲ့သူတွေကတော့ pro နည်းနည်းအခုတွေရပြီးတော့ diamond တွေကျုပ်စုရမယ်ဆိုရင်တော့ ပို့ပြီးတော့တသားနိုင်ပါတယ်အဲ့တော့ကျွန်တော်လည်းဘယ်လိုမျိုးကုန်းဆင်ရမလဲဆိုတဲ့နည်းလမ်းလေးကိုတင်ပေးဖို့ရှိပါသေးတယ်အဲ့တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးဖို့တော့ကိုလည်းပြောချင်ပါတယ်ကဲဒီတော့ဆိုရင်တော့ bro နေနေတဲ့ဒီ event ချောင်းလေးကိုတီးတော့ပြီးတော့ထင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ video လေးကတော့ဒီနေ့တော့ဒီတော့ပါပဲစောင့်ကြည့်ပေးတဲ့အကြောင်းစီးရန်ကိုကျေးဇူးတင်ပါတယ်နောက် video တွေမှာဆက်လက်ဆောင်တွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်